လရွေးစင်အသင်းနဲ့18လကြာဝေးကွာနေတဲ့ဘရာဇီးတိုက်စစ်ကစားသမားနေမာဟာလရွေးစင်အသင်းမှာပြန်လည်ရွေးချယ်ခံခဲ့ရတယ်လို့သိရပါဗျ။အသက်33နှစ်အရွယ်နေမာဟာဘရာဇီးလရွေးစင်အသင်းရဲ့ဂိုးသွင်းအများဆုံးနဲ့ဒုတိယပွဲအများဆုံးကစားသမားအဖြစ်ရပ်တည်နေပေမဲ့2023အောက်တိုဘာနောက်ပိုင်းလရွေးစင်အသင်းမှာရွေးချယ်ခံရခြင်းမခံရတော့တာဖြစ်ပါတယ်။ နေမဟာတရားပြဿနာတွေနဲ့ရုန်းကန်ခဲ့ရတာကြောင့်ဘရာဇီးလူရေးစင်အသင်းနဲ့ဝေးကွာနေခဲ့တာဖြစ်ပြီးအခုဆန်တိုစ်အသင်းမှာခြေစွမ်းပြကစားနေတဲ့အတွက်လူရေးစင်အသင်းအတွက်ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ် ဘရာဇီးလူရေးဆဲအသင်းဟာမလနိုင်ငံတကာရေသရဘက်ကာလအတွင်းကိုလံဘီယာအာဂျင်တီးနားအသင်းတွေနဲ့2026ကမ္ဘာဖလားခြေစစ်ပွဲရှင်ပြိုင်ကစားရမှာဖြစ်ပြီးအဲ့ဒီပွဲတွေအတွက်ကစားသမား23ကိုရွေးချယ်ခဲ့ရာနေမာကိုလည်းထည့်သွင်းရွေးချယ်ခဲ့တာဖြစ်ပါတယ်။နေမာဟာ Sorry Club အဟီလာအသင်းနဲ့လမ်းခွဲပြီးတဲ့နောက် Brazil Club Santos အသင်းမှာကစားနေပြီးခုနှစ်ပွဲရှင်ပြိုင်ကစားရမှာ3ဂိုးသွင်းပြီး3ဂိုးဖန်တီးနိုင်ခဲ့တဲ့အတွက်အခုလိုလည်းရွေးစဉ်အသင်းမှာတကြောပြန်ရွေးချယ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ နေမဟာ2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးလူပြည်စင်အသင်းနဲ့အတူရှင်ပြိုင်ခွင့်ရရှိဖို့မျှော်လင့်နေတယ်လို့သိရပါဗျ။